ာပါခင်ဗျာ AR Magazine ကပတ်စဉ်တင်ဆက်နေတဲ့ Daily AR ရီစီစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ပြီးတဲ့ပြီးခဲ့တဲ့ပတ်ကဆွေးနွေးခဲ့တဲ့မြန်မာရွှေလျားပညာရေးစီမံကိန်းကကိုတမမောင်အေးကိုပဲဆက်လက်ပြီးသူနဲ့ပတ်သက်ပြီးသူ့ရဲ့ project တွေဆက်လက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AR Magazine ရဲ့ editor အောင်စောဖြစ်ပါတယ်ခင်ဗျာမမောင်အေးမြန်မာပြည်ရဲ့ဒီရှိခဲ့တဲ့ဒီကလေးဥတွေ လေးလောက်သားနဲ့ပတ်သက်တဲ့ဥပဒေအကြောင်းလေးနဲ့ရှင်းပြကျွန်တော်သိသလားတော့အခုကျွန်တော်တို့မြန်မာပြည်မှာရှိတာ1950ခုနှစ်မှာလောက်ထားတဲ့ဒီဟိုဘယ်လိုလဲဒီ factory act ပေါ့နော် ဟိုအလုံယုံအလုံယုံစက်ယုံဥပဒေဆိုရှိတယ်အဲ့ဥပဒေရဆိုရင်တော့ဒီ73နှစ်အောင်ကလေးကအလုံးလုံးပိုင်ခွင့်မရှိဘူး73နှစ်အထက်ဆိုရင်တော့မှသူကတတ်မှတ်ထားတဲ့နိုင်ရှိရတနေ့ကိုနိုင်ကျွန်တော်တိတလောက်ဆိုရင်နိုင်၄နိုင်ထက်ပုံမလို့ရအောင်ဆိုတာရှိမယ်အဲ့ဒါအားမှာ तू ကအလုံးပုံမှာမူတည်ပြီးတော့ဆရာဝန်ထောက်ခံချက်တွေပါယူရတာရှိသေးတယ်ဒီကလေးလုံးတမပြဿနာဆိုတာကလည်းဒီပညာရေးတစ်ခုတည်းနဲ့ပြီးမယ့်ပြဿနာမဟုတ်ဘူးအဲ့တော့မှဒီဒီဒီပြဿနာဖြစ်ရတဲ့အကြောင်းရင်းတွေဒီအခက်အခဲဖြစ်ရတဲ့အကြောင်းရင်းတွေအများကြီးပဲဟုတ်တယ်သူပြင်ဆိုလို့ရှိရင်စာဝန်တွေအစီအမံပေးတာပေါ့နော်အဲ့တော့ကြေးတဲ့တော်ရတော်ရတွေမှာ အလောက်ကိုင်းနေမရှိတာတွေဟိုเจ้าနေမရှိတာတွေခဏပြီးလို့ရှိရင်ဒီမီသူတို့မိဘတွေအတွက်အခွင့်အရေးတွေမရှိဘူးမရှိတဲ့အတွက်ဒီကလေးတွေကငငယ်ရွယ်ရွယ်နဲ့မျိုးတွေလာပြီးတော့ကြာပန်းလောက်တွေလောက်တွေးရလို့လို့လဖဲ့ဆိုင်နေဆောက်ဆိုင်နေမှာလောက်လို့ပြီးတော့သူတို့မိဘတွေပြန်လာထောက်ပံ့ပေးနေရအဲ့တော့ဒီကနေအဲ့ဒီကနေစကလေးလို့တမပြဿနာကကျွန်တော်တို့ရန်ကုန်မြို့ရောမန္တလေးမြို့မှာမဟုတ်ဘူးကြေးလက်တော်ရွာတွေကစတာအဲ့တော့ကြေးလက်တော်ရွာတွေဖွံ့ဖြိုးဖို့တိုးတက်ဖို့အဲ့မှာအကြောင်းနေရှိဖို့ဟုတ်လားအဲ့မိဘတွေလောက်ကိုင်းနေအဆင်ပြေဖို့ ခုနောက်ပိုင်းဆိုပို့ဆိုတာပေါ့လဲတွေယာတွေတိမ့်တဲ့ကိစ္စတွေအင်းနေအိုင်းနေကိုတက်မလားဒီကုမ္ပဏီတွေတိမ့်ပြီးတော့အရင်တော့ဆိုလို့ရှိရင်ဒါတွေကလွတ်လွတ်လပ်လပ်နဲ့တို့အချိန်မရွေးငါးသွားမြလို့ရတယ်ဟုတ်တယ်မလားပြီးလို့ရှိရင်လဲထုံလို့ရတဲ့နေရာတွေကခုနောက်ပိုင်းမှာတချို့နေရာတွေပြောတာမှာကြက်တဲလာတဲ့ခါကျတော့လုံစားစရာမရှိတော့ဘူးလေလုံစားစရာမရှိတော့ဒီကလေးတွေအကုန်လုံးမြို့ပေါ်ပို့ရတာပေါ့ဒါပေါ့ဟုတ်မလားအဲ့တော့အဲ့ဒီဟာတွေကစရမှာလို့ကျွန်တော်ကတော့ဆိုတော့ဆိုးရရဲ့လဲသိမ့်ရသေးတဲ့ကိစ္စတွေခရိုနီတွေရဲ့လဲသိမ့်ရသေးတဲ့ကိစ္စတွေ စစ်တပ်ကလည်းသိညာသေးတဲ့ကိစ္စတွေကလည်းဒီထဲမှာ one of the main factors ဖြစ်တစ်ခုနေနေပါတယ်ဆိုတော့ဓာတ်ရိုက်ဖြစ်ဖြစ်တွယ်ဝိုက်နေနေပဲဖြစ်ဖြစ်ဟိုပြန်စင်းစားလိုက်မြေဘလို့နီးနေပဲလယ်မြေတွေကိုပြန်ပြီးတော့တိမ့်နေပဲလို့လို့ပေါ့နော်အရင်တော့ဒီလယ်မြေမှာသူတို့မိသားစုတွေထွန်ရက်စိုက်ပျိုးပြီးတော့မိသားစုရပ်တည်ဖို့အတွက်ကဟိုအခြေခံတစ်ခုဖြစ်နေတဲ့အချိန်မှာဒီအခြေခံမရှိတော့တဲ့အချိန်ကြလို့ရှိရင်တော့မိသားစုကသူတို့ရပ်တည်ဖို့အတွက်ကနီးရစင်းစားရမှာပဲလေဟုတ်လားအဲ့တော့စင်းစားတဲ့ခါကျတော့ဒီကလေးကြီးចောင်းထက်ဖို့ဆိုတော့ဝေးပြီပေါ့ စားဖို့တောက်ဖို့အရင်ဆုံးလာပြီလေဆိုတော့အဲ့ကလေးတွေကအခုချိန်မှာဒီ internal migration မှာ child labor ကဘယ်နှတန်းလောက်ရှိလဲအဲ့အဲ့အတွက်စင်းစရာပြုစုထားတာရှိလားစင်းစရာအတိအကျတော့မရှိရချင်းသေးတယ်ဘာလို့လဲဆိုတော့အထူးဖြင့်ဒီလက်ဖက်ရည်ဆိုင်တို့စားတောက်ဆိုင်တို့ကလေးဆိုတာကျွန်တော်တို့ကမြင်နေတွေ့နေရလို့မှန်းလို့ရအောင်မယ်အထူးဖြင့်ဆိုတော့အိမ်ဒီမှာလုံနေကလေးတွေနောက်ွယ်မှာလုံနေကလေးတွေအများကြီးပဲဟုတ်မှာနှစ်တန်း၃တန်း၄တန်းဆိုလို့ကျွန်တော်ထင်တယ်တန်းကျော်တန်းနဲ့နှစ်တန်းကျော်လောက်မှရှိမှာ ဒါကျွန်တော်မြန်မာပြည်တစ်ခုတော့ပြောနေတာဒီဒီဒီအဲတရုတ်ဘက်ကိုထိုင်းဘက်ကိုထွက်သွားတဲ့နေဆက်မှာထွက်သွားတဲ့ကလေးတငယ်လေးအများကြီးရှိတယ်မြန်မာပြည်ကဒီကဘာလုံးနဲ့နှိုင်းစာလာလို့ရှိရင်ကျွန်တော်မှတ်မိတော့နံပါတ်30လားနံပါတ်9လားမသိဘူးဒီကလေးလောက်တမဥယျာဉ်အများဆုံးပါအဲ့လောက်မှရှိတယ်ဆိုတော့အစိုးရအရာကိုဘာတွေစပြီးတော့ enforcement လုပ်နေတာတွေစပြီးတော့ policy ကိုစပြီးတော့ကြည့်ပြီးတော့ လားဒီကလေးတွေအတွက်အနာဂတ်အတွက်ပညာရေးအတွက်ခုနတင်မဝိုင်းပြောသလိုပေါ့လေဘာတွေစလုပ်နေလဲဆိုရရိတ်ရောင်းနေတွေ့ရပြီလေဒီတလောက်ဆိုတော့ ILO နဲ့တော့ကျွန်တော်တို့နှစ်ခါလောက်တွေ့ပြပါတယ် ILO ဆိုတာဒီ International Labor Organization ပေါ့နော်သူတို့ကတော့လောလောဆယ်ကျွန်တော်ဒီတလောက်တော့ဒီဟိုပြောပြောလဲဒီလုံမအဝင်ကြီးဌာနတွေနဲ့ပေါင်းပြီးတော့သူတို့ဒီ ဟို ILO convention ပေါ့လို့183ထင်တာပဲသူက minimum age တောက်မှဖို့ကိစ္စကိုသူတို့စ조사နေကြတယ်ပြီးလို့ရှိရင်ဒီလွှတ်တော်မှာလည်းလို့ပြောတာကတော့ဒီအနည်းဆုံးအေးပေါ့အနည်းဆုံးအသက်ဟုတ်တယ် so ဘယ်လောက်ခံမမ်းမယ်လို့ထင်လဲဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေပေါ့နော် developed countries တွေမှာဆိုလို့ရှိရင်တော့16နှစ်အောက်ပိုင်းဆိုတော့သူအလုပ်လုပ်ခွင့်မရှိဘူးဒါမဲ့ developing country ပေါ့နော်အခုမြန်မာပြည်လိုနိုင်ငံမြန်မာလိုနိုင်ငံမှာဆိုတော့သူတို့ ILO ကညှိပေးပါတယ်အသက်လျှော့ပေးတယ်ဥပမာဆိုလို့ရှိရင် ဟို16နှစ်ဖြစ်ဖြစ်မယ်15နှစ်ဖြစ်မယ်အဲ့ဒါကလည်းခုနကဒီဘယ်လိုပြောမလဲဒီမူလာတန်းအလဲတန်းနဲ့တို့သွားချိန်တာပေါ့နော်မူလာတန်းပြီးတဲ့အချိန်နဲ့ပြီးလို့ရှိရင်ဒီဥပဒေရဲ့အ ਨੇ ဆုံးအသက်ကတတ်မှတ်တာညောင်ဒီကလည်းပြဿနာကလည်းခုနကမူလာတန်းပြီးတဲ့အချိန်ကလည်းကိုလိုကန်လည်းအသက်ကြီးဖြစ်နေတယ်တစ်နှစ်ကလွတ်နေပေါ့နော်ဒီကြားထဲမှာအဲ့တော့အဲ့ဒါတွေတော့ကျွန်တော်သိသလားတော့တို့အစိုးရနဲ့တို့ညှိပြီးတော့လုပ်နေပါတယ်နောက်ပြီးလွတ်တော်ထဲမှာလည်းခုနကဒီတို့မြန်မာပြည်မြန်မာပြည်နဲ့အဲ့လိုမျိုး ILO ဒီ convention လိုမျိုး ိုဥပဒေတစ်ခုပြဋ္ဌာန်းဖို့လေတို့စ조사နေဆိုတော့ကျွန်တော်တို့ဟိုကြားရပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်အမြင်ဆိုလို့ရှိရင်ဥပဒေကအရေးကြီးတယ်ဒါပေမဲ့ဒီဥပဒေရှိပြီးတဲ့ဥပဒေကိုပဲဘယ်လိုနည်းနဲ့ကျွန်တော်တို့အကောင့်ထဲဖော်မလဲဟဲ့မှ enforce လုပ်မလဲဆိုတဲ့ဟာကပို့ပြီးတော့အရေးကြီးအခုလက်ရှိချိန်မှာဆိုဒီ1952ခုနှစ်ဒီစက်ရုံလုံးရုံဥပဒေအရကိုကပဲတွားမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီကလေးတွေသူငယ်တွေဆိုနိုင်အများကြီးထွက်လာမှာပဲဟုတ်လားဟိုစီးပွားရေးဘက်ကိုလည်းကျွန်တော်တို့ပြန်ကြည့်ပေးရမယ် ဆိုင်ရှင်တွေဘက်ကလည်းဟိုသူတို့အပြစ်ပြောလို့လည်းမရဘူးသူတို့အမှားလည်းမဟုတ်ဘူးမိဘတွေလည်းအမှားမဟုတ်ဘူးဒီပြဿနာကြီးကခုနဟိုဘက်ပေါင်းဆောင်ကအကုန်လုံးဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းမှဘက်ပေါင်းဆောင်အတွက်အကျိုးရှိမယ်ဒါပြဿနာဆိုဘက်ပေါင်းဆောင်လို့ပြောတဲ့အခါမှာလွတ်တော်ပေါ့လေပြည်သူအတန်းကိုထင်ဟမ်းရမယ်လို့ပြောတဲ့လွတ်တော်မှာဒီကိစ္စနဲ့ပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်တွေရအောင်ဆွေးနွေးတာတွေရှိခဲ့ဘူးလားကျွန်တော် တီးတော့တော့ဒီကိစ္စနဲ့ပတ်သက်လို့လွတ်တော်မှာတင်ပြဆွေးနွေးရမှရှိရဘူးကျွန်တော်လည်းလွတ်တော်ကိုစလဲဟိုဒီနှစ်ယောက်သုံးယောက်လောက်နဲ့ဒီကိစ္စကိုစကားပြောဘူးတယ်ဟုတ်ကဲ့စကားပြောပြီးတော့ဟိုသူတို့နဲ့လည်းနောက်ပိုင်းမှာဒီကိစ္စကိုဘယ်လိုနည်းနဲ့လွတ်တော်မှာပြန်ပြီးတော့ lobby လုပ်ဖို့ကိစ္စကိုကျွန်တော်တို့ဟိုစပြီးတော့ဆွေးနွေးပြပါတယ်ဟုတ်ကဲ့တဖြည်းဖြည်းနဲ့ဒီဒီ issue ကိုပြန်ပြီးတော့တင်လာဖို့ကျွန်တော်တို့ စ조사ပါ조사နေတယ်ဆိုတော့ကျွန်တော်ဒီတစ်ချိန်ထဲမှာပဲဆက်ပြီးတော့ related issue ပေါ့ trafficking ကိုပြောခြင်းတယ်ဒီကလေးတွေဒီ trafficking ကိစ္စကိုကျွန်တော်လည်းတုံးသက်စေခြင်းတယ်ဒီကလေးတွေ internet migration အပြင် trafficking အောင်ဘယ်လောက်ထိအာ at the figure ရှိနေရရှိနေတယ်ဘာလို့ Cambodia ကိုကြည့်မယ်ဆိုရင် Vietnam ကိုကြည့်မယ်ဆိုရင် so i trafficking နဲ့ပတ်သက်တဲ့ဟာတွေအများကြီးရှိတော့ကလေးတွေငယ်တွေဆိုမြန်မာပြည်ကြတော့ မြန်မာပြည်မှာတော့ခုနခုနပြောလို့ပေါ့နော် data ကလည်းထိရောက်တစ်ခါမှလည်းကောက်ခဲ့တာမရှိဘူးဒီ ILO မှာတော့သူတို့နံပါတ်တွေရှိတယ်ဒါတွေကလည်းသူတို့ဘယ်လိုပြောမလဲခံမှန်းကြေတော့ပဲရှိရပါတော့ဒါပေမဲ့ internal migration ဆိုတော့ခုနပြောလို့နည်းနည်းအဲ့ဒါနဲ့တိမ်မွေ့တာပေါ့ခုနဒီကလေးသူငယ်ကိစ္စပဲပြန်ကြည့်လို့တချို့တွေပွဲစားတွေနဲ့ပတ်သက်ပြီးတော့ရောက်လာကြရှိတယ်ဒီပွဲစားတွေတစ်ဆင့်ဒီကျေးလက်တော့ရောက်လာတဲ့ကလေးတွေကို internal ဒီ trafficking issue လို့ label တက်လို့ရမရဆိုတဲ့ဟာကလည်းကျွန်တော်ဆွေးနွေးကြအကြောင်းရှိအောင်ပေါ့နော်သူတစ်ပြင်းဆိုလို့ရှိရင်ဒီမွန်ပြည်နယ်တို့ကရင်ပြည်နယ်တို့ရိုးရီးယားတို့ဘာလို့ねနီးစပ်တဲ့ဒါပေါ့နေရာမှာရှိရဒီကျေးရွာတွေတိုင်းရင်းသားနေရာတွေကပို့ပြီးတော့များတယ်ဘာလို့ဆိုအဲ့လိုမျိုးခုနလိုမျိုးမွန်ပြည်နယ်တို့ဟိုကရင်ပြည်နယ်တို့ဘက်မှာပြန်ကြည့်လို့ရှိရင်ဒီသူတို့ရဲ့ဒီကျေးလက်တော်ရတယ်ပေါ့နော်ဒေတာတွေမှာအခွင့်အရေးဆိုတာအရင်နေပါတယ်ဟုတ်မှာအခွင့်အရေးနေပါတယ်ပညာရေးဆိုတဲ့ဟာဆိုတော့လေဒီလက်တွေ့ကြတဲ့ ထိရောက်မှုရှိတယ်ဘဝမှာအာမခံချက်ပေးနိုင်တဲ့ပညာရေးစနစ်ဆိုတော့ကျွန်တော်နိုင်ငံမှာမရှိသေးဘူးမရှိသေးတော့ဒီပညာပညာရေးနဲ့ပြန်ဆွဲဖို့ဆိုတော့တော်တော်ခက်တယ်အဲ့တော့အဲ့ဒီဘက်မှာအများစုကယိုရီးယားဘက်ကိုသွားပြီးတော့ဂျာပန်ပေါ့နော်ဂျုံနဲ့လှုပ်တွေလှုပ်ကြဆိုင်ယိုနေမှာလှုပ်ကြလမ်းဘေးမှာဆိုင်နေမှာရောင်းကြဟုတ်မလားပြီးလို့ရှင်တို့အနေနဲ့ကတလောက်တသိန်းနှစ်သိန်းရလဲဟိုတဲ့မှာတို့ရဲ့ကြေးလက်တော်ရော်တွေမှာဒီအိမ်တွေမှာငုတ်တို့ထိုင်နေရစားလို့ရှင်အနည်းနဲ့များတော့အဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒါနဲ့ထွက်သွားကြရကလေးတွေလည်းအများကြီးပဲအဲ့ဒါမျိုးကိုလည်းခုနက ွဲစားတွေကတဆင့်ခေါ်ထုတ်သွားတဲ့ external trafficking ဖြစ်နေတာအများကြီးပဲကျွန်တော်တို့အတိအကျတော့နံပါတ်တော့မသိဘူးတပွဲစားတွေရဲ့ခံကဏ္ဍကိုလည်းပြောပါအောင်ဒီ abuse လုပ်ခံရတဲ့ကိစ္စတွေပွဲစားတွေရဲ့ဘယ်လိုဘလောက်တွေသူတို့မှာအာပါဝါအာဏာရှိတယ်လဲစီးပွားရှာလို့ရမယ်ပတ်စံအမြတ်ရမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးရမယ်စုံမတံမခံရဘူးတရားဥပဒေရရွေးရမခံဘူးဆိုတော့ဒီလုံးမဲ့ကောင်တွေကအများကြီးပဲလေအဲ့တော့ခုနကဟိုပွဲစားဆိုတာကလည်းတချို့ဟိုအများစုကတော့တမာတမာနဲ့သူတို့ဘာသူတို့ဒီလိုပဲဟိုလူရှာပေးတယ် သူတို့ဟိုတတ်မှတ်ထားတဲ့ဘယ်လိုလဲလစာတတ်မှတ်ထားတဲ့နှုံးနဲ့သူတို့ယူတယ်ပြီးတော့ချင်းကလေးတွေကိုထားခဲ့တယ်ဆိုင်မှာဖြစ်ဖြစ်တခြားနေရာမှာဆေးတချို့ဆိုအိမ်တွေမှာထားခဲ့ပြီးတော့သူတို့အလုပ်လုပ်ဆက်လုပ်ကြတယ်ချို့ကြတော့လဲပွဲစားကပထမခေါ်လာပြီးတော့သူကသူ့ရဲ့ဟိုနှုံးနဲ့သူ့ရဲ့ဝန်ဆောင်မှုကိုသူကယူသွားတာပေါ့နော်ဥပမာ6လစာစာချုပ်ချုပ်မှာဆိုလို့ချင်း6လစာဆိုလို့ချင်းလဲသူက1လစာရအောင်ရမှာပေါ့နော်ယူသွားပြီယူသွားပြီးဘယ်လိုဖြစ်လဲဆိုတော့သူက6လမတိုင်ခင်မှာဒီပွဲစားပြန်လာပြီးတော့ဒီကလေးကိုခေါ်သွားခေါ်သွားပြီးတော့တခြားတိုင်မှာသူက သွားပို့လိုက်ရင်နောက်ထပ်တစ်လသာထိုက်ရတယ်6လမပြည့်ခင်ပါအဲ့တော့ဒီကလေးကိုပြန်လာတဲ့ခါကျတော့သူကဘာလုပ်လဲဟာမင်းအမေကနေမကောင်းလို့အဖွားဆုံးလို့အမေစိတ်ုံတရားလို့အဖေကဘာဖြစ်လို့ဆိုရဲဟာမျိုးပြတော့ကလေးကလည်းဘာမှမသိဘူးဆိုင်ရှင်ကလည်းမသိဘူးအဲ့ဒါမျိုးနဲ့သူကခေါ်ယူရတယ်ဒီဆန်းနေပြီးလို့ရှင်နောက်တစ်ဆိုင်မှာသွားပြီးတော့သူကပြန်ပြီးတော့ဟိုထားခဲ့အဲ့ကြတော့သူကလက်ကတ်ခါထားရပြောအဲ့လိုမျိုးလုံနေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါလူနည်းစုကိုပြောတာပါ အဲ့တော့အဲ့လိုအခြေအနေဖြစ်နေတဲ့ခါကျတော့ဒီဒီလိုမျိုးအခြေအနေတွေဘယ်လိုပြောမလဲပထမအဆင့်နေနေရောကာကွယ်ပေးဖို့လိုမယ်ဒီကလေးတွေရဲ့ဒီဒီလိုမျိုးအခြေအနေမှာဖြစ်တယ်တခုထပ်သိကျင်တာကဒီဆိုင်းရှင်တွေရဲ့ခန့်ကန်တာပေါ့လေသူတို့ကတော့ပရာဟိတအရဟလာသူတို့ကုညီတယ်ပေါ့ဒါမှမဟုတ်အဲ့လိုမျိုးကလေးတွေနဲ့ပတ်သက်ပြီးသူတို့ရဲ့ skill တွေကို develop လုပ်ပေးတာတွေပညာရည်တွေလုပ်ပေးနေတာကိုမနစ်မျိုးမကြည့်ပြတဲ့သူတွေရောရှိလားကျွန်တော်တို့လည်းလုပ်လို့နေဆိုင်ရှင်တော့အကုန်လုံးလို့တော့ ဟိုတော်တော်ကြီးကိုပံ့ပိုးတယ်ထောက်ပံ့တယ်အားပေးကြတယ်ဒီကျွန်တော်တို့ project ကိုတချို့ sanction တွေဆိုလို့ရှိရင်တချို့ sanction sanction ဆိုလို့ရှိရင်ဒီမျိုးရဲကပေါ့နော်ဒီရွှေလင်းရုံတော့ပါဆိုစာရင်တော့မှနိုင်ဝက်ကြိုပြီးတော့ပိတ်ပေးတယ်။သူ့ဆိုင်ရကလေးဟိုကျွန်တော်တို့လက်ဖိတ်စံနေပြီးတော့အဲအကြောင်းတရားရဲ့နောက်ကြမှာဆိုလို့နောက်ပြီးတော့ရှိ Morning Star ဆိုလို့ရှိရင် Morning Star ဆိုင်ဆိုလို့ရှိရင်ကျွန်တော်တို့လိုလိုတင်းပြအကုန်ထောက်ပါပေးတယ်။စာရင်ကိုကျွန်တော်တို့ကလက်ဖိတ်စံရီကိုတစ်ခါလဲစာတင်ကြောင်းလုပ်လိုက်တာ။ဝါးစိုက်ပစ်တဲ့အချိန်မှာဟုတ်ပါလား။အဲ့လိုမျိုးတွေပေါ့နော်ပြီးလို့ရှိရင်ခုန Lucky 7တို့ရှိမယ်။ ီးလို့ရှိရင်သမရသမရဆိုင်ဆိုလို့ရှိရင်လည်းဆိုင်ရှင်ဆိုလို့ရှိရင်အရန်အောင်ထောက်ပါတယ်ကျွန်တော်တို့ဒီ project ကိုသူတို့ဒီဆိုင်မှာလုပ်နေကလေးသူငယ်တွေဒီဒီဘယ်ပြောလဲအသိဉာဏ်ပညာရဖို့ဖြစ်စေခြင်းတို့ကိုကျွန်တော်တို့လာပြီးတော့ပူပေါင်းကြတာအများစုကကျွန်တော်တို့ဒီပရဟိတစိတ်ဓာတ်တွေရှိကြတယ်ရမ်းမင်းကူညီနေစိတ်တွေရှိတယ်ဒီကလေးသူငယ်တွေကိုဟိုဘယ်လိုမှအတွေ့အကြုံဘူးသူတာတွေပညာတွေရစေခြင်းနဲ့ဆန္ဒတွေရှိတယ်ဒါပေမဲ့သူတို့ဘက်မှာလည်းတစ်ချိန်တည်းမှာလည်းခုနစီးပွားရေးရုံးကန်လှူရှားတာရှိတဲ့ခါကျတော့သူတို့တနိုင်ဖို့ဗျာနိုင်တဲ့ဘက်က သူတို့ဟိုပံ့ပိုးနိုင်တဲ့ဘက်ကကျွန်တော်တို့ပံ့ပိုးကြရဆိုတော့ဟိုအကုန်လုံးခြုံကြည့်ရရင်တော့ကျွန်တော်တို့ဒီ project အခုလောဆယ်သွားဟိုသွားနေရတာအားရပါတယ်နောက်ဆုံးတစ်ခုမေးချင်တာဒီကလေးငယ်တွေဘက်က response သူတို့တွေရောဘယ်လိုတွေသူတို့ပြီးတော့ဒီ project director တယောက်အနေနဲ့ရောဘယ်လောက်ထိဒါနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာခံစားရလဲဂျင်းမှုရှိလဲဘယ်လို challenge တွေရှိလဲအားသိကြတယ် အဓိကဒီကျွန်တော်ဒီနိုင်ငံကိုမြန်မာပြည်ကိုပြန်လာပြတယ်ဆိုဒီကလေးကြောင်းပဲဒီ project မှာဆက်တော့အဲ့ကလေးလေးတရားပေါ့ဗျာအခုထိမျက်စိမှာမြင်နေရပဲကျွန်တော်ပထမဦးဆုံးစကားသွားပြောတယ်ကလေးလေးကိုစုပြီးစကားပြောဆိုင်ရှင်းခွင့်ပြုတော့ပေါ့နော်ခွင့်ပြုတော့စကားပြောချင်ဒီကလေးလေးကကျွန်တော်လဲစကားပြောပြီးတော့မျက်ရည်ဝဲလာမျက်ရည်ဝဲလာတော့ကျွန်တော်တော့ညီလေးတို့ဘာဖြစ်လို့လဲလို့တခုစိတ်မကောင်းဖြစ်လို့ပါအမေဖေးရွာမှာအဆင်မပြေလို့ပါအဲ့မှာကလေးကငုံမျက်ရည်ဝဲအရန်ဝင်နေပြီကျွန်တော်ကိုကြည့်ပြီးတော့မဟုတ်ဘူးဆရာအဲ့ ပေါ့နော်သူ့ဘဝမှာចောင်းပြန်မတက်ရတော့ဘူးလို့သူထင်တာပေါ့ဆုံးဖြတ်တာပေါ့နော်သူသူကဒီ73နှစ်ကလေးရာចောင်းထွက်လာတာလာပိုင်းမရှိဘူးသူကအကြီးဆုံးသူဟိုဒါညီလေးညီမလေးအဆက်ရောက်လာတော့သူကထွက်ပေးရတယ်ထွက်ပြီးတော့ရောက်လာပြီးတော့ဖြစ်တော့ကျွန်တော်ကမျက်ရည်တွေဝဲပြီးတော့ဟာအဲ့အဲ့ကိစ္စပြန်ပြောတိုင်း feeling လာတာပေါ့နော်အဲ့လိုကလေးလေးရှိတယ်နောက်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်တမရဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းသွားကြည့်ပါတနေ့အား အင်္ဂါကြာတာပြေးစနေဆိုလို့ရင်6နာရီခွဲဆိုလို့ရှင်မှာဘတ်စကာအစိမ့်တူလိမ့်မယ်အဲ့ကလေးတွေလည်းဘယ်လိုဖြစ်လဲဆိုသူတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းလေးတွေတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့စီစီလုံးလုံးနဲ့လှုပ်ပုံလေးတွေတွေ့လာတယ်တိုးတက်လာတယ်ပြောတာစုပ်ပေါ်လေးတွေတိုးတက်လာတယ်တိမ်မွေ့လာတယ်ဟိုလူတော်လေးလူတော်တိုးရဲလာကြတယ်တကယ်မသူတို့ကိုသူတို့ယုံကြည်မှုလေးတွေတိုးတက်လာတယ်ပြီးလို့ရှင်ရဲပြီးလို့ရှင်သူတို့တငယ်ချင်းတွေတွေ့လာတယ်အကလေးတွေဆိုလို့ချင်းဒီကြောင်းကားကိုလာဖို့သူတို့စောင့်နေတာခင်ဗျဖုန်းဆက်တယ်ဆရာဒီနေ့မလာသေးဘူးလားဘယ်ချိန်လာမှာလဲဆရာကျွန်တော်တို့ဘယ်တော့ထွက်လာမှာလဲဆို ဘယ်လိုလဲဒီသူတို့မှာဒီចောင်းဆိုတဲ့အတိုင်းဝိုင်းလေးဟုတ်ပြီဒီတငယ်ချင်းလေးတွေပြန်ရပြီးတော့လေအဲ့မှာအဲ့ဒါလေးကထိတာဗျာဟိုရေရှည်မှာကျွန်တော်တို့မျောလင်းချက်ကြီးဘလောက်ကြီးပဲထားတာဒီကောင်းလေးဒီကလေးတွေကိုဘလောက်ကြီးပဲဟိုဖြစ်သွားစေခြင်းမဲ့ရေတို့မှာတွေ့နေရတဲ့ဟာလေးကအရန်ကိုជីနူးဖို့ကောင်းတယ်အားရဖို့ကောင်းတယ်ခုနပြောဆိုင်ရှင်နေနဲ့ဟိုပပပိုးတဲ့လူရှင်တွေဘက်ကရောဒီကလေးဘက်ကကြီးရအဲ့တော့အဲ့ဒါကြောင့်မို့လဲအခုကျွန်တော်အာနယူးယောက်ကိုပြန်ပြစ်ဖို့တော်တော်လေးခက်ခဲနေပြီ ဟိုဘအလုပ်တွေပြန်သွားဖို့တော့အခက်ခဲပြီးတော့ဒီဒီမှာဘယ်လောက်ထိအဲ့ဒါကအဲ့ feeling ကပတ်စံနေဝယ်လို့ရတဲ့ feeling မဟုတ်ဘူးပြီးလို့ရှိရင်ဂျေနတ်မှုပီတိပြီးလို့ရှိရင်ပတ်စံနေဝယ်လို့မရတဲ့ဟာကပီတိပဲဟုတ်တယ်ဒါပဲဟုတ်တယ်မလားဆိုတော့မြန်မာ ပြည်နေမြန်မာပြည်မှာ2012ကစပြီးတော့ political opening ပေါ့လေအငယ်ရတကောက်ဖွင့်ပြီးနောက်ပိုင်းမှာပြန်လာကြတဲ့မြန်မာတွေအများကြီးရှိပါတယ်အာပြန်လာပဲနေတဲ့သူတွေလည်းရှိတယ်ပေါ့လေဆိုတော့ ြန်လာတဲ့သူတွေထဲမှာတော့မအစိုးရနဲ့တွဲပြီးလုပ်ရတဲ့သူတွေကိုတန်တန်ပေါ့လေနော်ဟာလာကိုကကိုကို project ကိုလုပ်တဲ့သူတွေ NGO မှာဝင် လုပ်တဲ့သူတွေဟာလာမိမိတင်လာတဲ့ scale ကိုဒီမှာပြန်ပြီးတော့ share လုပ်မယ်ဆိုတဲ့သူတွေအဲကျွန်တော်တို့လိုပြန်ပြီးတော့ media ပြန်လာပြီးလုပ်တဲ့သူတွေဟာလာတချို့ကတော့စီပွားလာလုပ်တဲ့သူတွေအမျိုးမျိုးရှိပါတယ်တချို့ကတော့စိတ်ပြတ်ပြီးတက်ခေါက်ပြန်သွားတာမျိုးလည်းရှိတယ်ပေါ့လေနော်ဟိုတင်မောင်အေးဆရာကြားရတာကတော့ ပြန်တော့မပြန်ကြည့်ဘူးနယူးယောက်ကိုဟိုမှာလည်းလက်ကကောင်းတဲ့လူတစ်ခုရနေတာပဲဆိုတော့ဒါပေမဲ့ဒီမှာဆက်ပြီးလှုပ်ချင်နေဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ deadline အရာတွေရနေပြီအခုလို့တမမောင်းကြီးကိုခေါ်ပြီးစကားပြောရတာအခုလှုပ်နေတဲ့ my me project နဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ခံပြီးတွေ့ဆုံပြီးစကားပြောပေးတယ်ကျေးဇူးတင်ပါတယ်